မလာကင်းလွန်တရင်ချုပ်ကာလမှာအိမ်အစ်စ်နဲ့နေခြင်းသူတွေအတွက်ရန်ကုန်မြို့ရဲ့အချက်အချာအကြဆုံးအစီအကားဆုံးမြို့နယ်တစ်ခုတည်းက မြောက်တကုံမြို့နယ်မှာရှိတဲ့ဒေါန်ကွက်လုံချင်းလေးနဲ့မိတ်ဆက်ပြီးသားမှဖြစ်ပါတယ်ရှင်။ခန်းနောက်ထဲဝါဆိုဆောက်လုပ်ထားပြီးတော့ဒေါန်ကွက်မြေဧရိယာကျင်းဝန်းနဲ့လုံချင်းရဲ့တည်နေရာကရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့မြောက်တကုံမြို့နယ်၄၀ရပ်ကွက်တပင်ရွှေဒီလမ်းမကြီးဘိုးမင်းအောင်ထဲပေါက်တို့မှာတည်ရှိများပဲဖြစ်ပါလေရှင်။ဥပဂျိုလန်းနဲ့ဘိုးကမဏီထောက်မှာတည်ရှိနေပြီးတော့လန်းနဲ့တပြင်းညီမဟုတ်ဘဲနဲ့ ိမ်မာကြီးကိုမြှင့်ဆောက်ထားပဲဖြစ်ပါတယ်။ဆွေမျိုးသားချင်းတငယ်ချင်းတွေလာရောက်လည်ပတ်ဖို့ဖိတ်ခေါ်ဖို့အတွက်ဆိုရင်လည်း location အကောင်းဆုံးဖြစ်ပြီးတော့လမ်းညွန်လို့အကောင်းဆုံးနေရာပဲဖြစ်ပါတယ်ရှင်။ကိုပိုင်ပန်းချံနေပါရှိမယ်။မြေ area အကျဉ်းဝန်းတဲ့အတွက်ကြောင့်မလို့ကားပါကင်ကလည်းပေါများပါတယ်။ရေရှူတော့ကနေပဲကြည်ကြည်ခန်းနာထေဝါစွာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ခြံဝင်းထဲကိုလိုက်ကြည့်ပေးပါအောင်ရှင်ခြံဝင်းထဲမှာဆိုရင်ကားနှစ်စီးခန့်ရက်လို့ရပြီးတော့ဆက်လက်ကောင်းကောင်းလုပ်ပေးထားမယ် ground တန်အဝီစီသွင်းနဲ့ပါရှိမယ်အိမ်ထဲမှာဘလို့တွေပြင်ဆင်ထားလဲဆိုတော့ရှင်စရာအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ် အိမ်မာကြီးကိုလမ်းနဲ့တပြေးနဲ့မဟုတ်ဘဲနဲ့နည်းနည်းမြှင့်ဆောင်ထားလို့ဖြစ်ပါတယ်။ဝင်ပေါက်မှာဆိုရင်ကျွန်းတကားတွေကိုတက်ဆင်ပေးထားပြီးတော့ကိုပိုင်ဘရိတ်ကာတွေတက်ဆင်ပေးထားမယ်။မီးအား200ကျော်တဲ့အတွက်ကြောင့်မို့လူကြီးမင်းတို့ရေတွေမီးတွေအလဲတွေကိုသုံးပြုလို့ရမှာဖြစ်ပါတယ်ရှင့်။အဲကမ်းမှာဆိုရင်အရာကွက်တစ်လုံးတက်ဆင်ပေးထားမယ်။ဗရင်ပေါက်တိုင်းမှာတန်မန်းတန်တကားတွေတက်ဆင်ပေးထားပြီးတော့ကြီးမားတဲ့ဗရင်ပေါက်တွေအလူမီနီယံတကားတွေနဲ့တက်ဆင်ပေးထားပဲဖြစ်ပါတယ်။ အဲခန့်အတော်လေးကျယ်တဲ့တကြောင်မလို့ sofa setting coffee table အဲအောင်ကိုစတန်နေထားရှိလို့ရပါသေးတယ်။အဲခန့် master ခန်းမှာဆိုရင်ကျွမ်းပါကြီးနေခင်းမိထားပဲဖြစ်ပါတယ်။ master ခန်းကိုအုပ်နဲ့ဖွဲ့ပေးထားပြီးတော့ရှောက်လမ်းမှာဆိုရင်လည်းညနေချမ်းမီးအမြုံနဲ့အလှဆင်ပေးထားပဲဖြစ်ပါတယ်။ master ခန်းထဲမှာဆိုရင်ကျွမ်းတကားတွေကိုတက်ဆင်ပေးထားပြီးတော့ကျွမ်းပါကြီးနေခင်းမိထားမယ်။ညနေချမ်းကောနစ်မီးတီမီးဆိုင်တွေအလှဆင်ပေးထားပြီးတော့အဲအောင်ကိုတစ်လုံးတက်ဆင်ပေးထားပဲဖြစ်ပါတယ်ရှင်။ပရင်းပေါက်ပါရှိမယ်။ဒါရီကျွမ်းခန်းဆိုအတော်လေးကျယ်တယ်။ အိမ်သားအစားကျွန်းတကားကိုဖြတ်စင်ပေးထားပြီးတော့ကျင်းပြားငယ်ကျင်းပြား ကပ်ပေးထားမယ်။ရှာဝါပါမယ်။ဘေးစင်ပြီးတဲ့ပါပြီးတော့မိုးတိုင်းအိမ်သားလည်းပါမယ်။တိုင်းလက်တွေကအစားပရင်ပေါက်ပါရှိရလည်းဖြစ်ပါတယ်။လုံးချင်းအသစ်ဆက်ဆက်ချင်းနဲ့မိတ်ဆက်ပေးများလည်းဖြစ်ပါတယ်။မီးမူဆောင်ရဲ့အညော့ကတကားမှာဆိုရင်ကျိုးတကားကိုအသုံးပြုပေးထားပြီးတော့ခြေပြားရင်ခင်းပေးထားမယ်။မီးမူကုံကနှစ်ပြည့်ပတ်လည်ခြေပြားရင်ခင်းပေးထားပြီးတော့စက်တီးပေစင်လည်းပါရှိပါသေးရှင်။နောက်တစ်ကုံကတော့ရေလိုင်းကအလွန်ကောင်းပါတယ်။ ိမ်ရှင်မလို့စိန်တိုင်းကြမီးဖို့ကြောင့်အလွန်ကျဲတယ်ညနေကျမီးသီးမီးမြုပ်တွေနဲ့အလှအဆင်ပေးထားပြီးတော့ဒီဘက်ဘေးမှာဆိုရင်တီးတန့်ပေးစင်လည်းပါရှိပါသေးရှင်ရေချိုးကမ်းမှာဆိုရင်ကျုံးတကောက်တက်ဆင်ပေးထားပြီးတော့ကျွပြားခင်ကျွပြားကပ်ပေးထားမယ်မိုးရိုင်းအင်တာတက်တလုံးကိုတက်ဆင်ပေးထားပြီးတော့ရှာဝါလည်းပါပါတယ်ရှင်တွိုင်းလက်ထဲကအစာပရင်ပေါက်ပါရှိပါသေးရှင် ခြံနောက်ကိုထွက်တဲ့တကားပေါက်မှာဆိုရင်ကျွန်းတကားကိုအသုံးပြုပေးထားပဲဖြစ်ပါတယ်ပထမတက်ကဘယ်လိုတွေပြင်ဆင်ထားလဲဆိုတာကိုရှင်းစရာအသေးစိတ်ရှင်းပြပေးသွားပါမယ်ကလေးကားတိုင်းမှာလည်းကျွန်းပါကြီးကိုခင်းပေးထားပြီးတော့တီးတဲ့ဝရဏာမှာဆိုရင်လည်းမန်စလိုက်တို့တကအသုံးပြုပေးထားပြီးတော့ကြွေပြားတွေခင်းပေးထားမယ်အရှင်းမျက်နှာစာမှာ တိုက်အမြင့်လုံးဝမရှိတဲ့အတွက်ကြောင့်မို့လူချင်းမင်းတို့အနေဖြင့်အလင်းအောင်တဲ့လင်းဝင်လေးဆိုရယ်ကောင်းတာရရှိမှာဖြစ်ပါတယ်ရှင်။အသီးသန့်ပေးစင်လည်းထည့်ပေးထားပါတယ်။အဲကမ်းပါဆိုရင်ကျွန်းပါကြီးတွေခင်ပေးထားမယ်။မျက်နှာချမ်းမိသီးမိဆိုင်တွေအသုံးပြုပေးထားပြီးတော့အဲအောင်ကုန်တစ်လုံးနဲ့တက်ဆင်ပေးထားမယ်။တခြားအိမ်သုံးလျက်စပစ္စည်းရင်းနဲ့အိမ်အတွင်းမှာ24နာရီအမီရဖို့အတွက်အင်ဗာတာတွေဘက်ထရီတက်ဆင်ပေးထားပဲဖြစ်ပါတယ်။ဘရေကာကောင်းကောင်းသုံးပေးထားပဲဖြစ်ပါတယ်ရှင့်။မာစာကန်းကိုလိုက်ကြည့်ပေးပါဦးရှင်။ ဘာစာကမ်းမှာဆိုရင်လည်းအုံနဲ့ဖွဲ့ပေးထားမယ်ကျွန်းတကားတွေကိုအသုံးပြုပေးထားမယ်ပထမတဲ့အခန်းမှာဆိုရင်နှစ်ခန်းပါပါတယ်ရှင်ကျွန်းပါကြီးခင်မိထားပြီးတော့ဗရဲမောင်ကြီးတွေပါရှိမယ်အဲရောင်ကိုတက်ဆင်ပေးထားပြီးတော့ညနေချက်မီးသီးမီးဆိုင်နေရာစအလှဆုံးအသုံးပြုပေးထားပဲဖြစ်ပါတယ်ရှင်တိုင်းလမ်းမှာဆိုရင်ကျွန်းတကားကိုတက်ဆင်ပေးထားပြီးတော့ကျင်းပြခင်ကျင်းပြကပ်ပေးထားမယ်ရှာဝါပါမယ်တီးသန့်ပင်စင်ပါပြီးတော့ဘိုးတိုင်းအိမ်သားအစ်စ်တလုံးကိုတက်ဆင်ပေးထားပဲဖြစ်ပါတယ်ရှင် ောက်ထပ်မာစာကမ်းမှာဆိုရင်လေကျွန်းတကားအသုံးပြုပေးတာမယ်ကျွန်းပါကင်းအသုံးပြုပေးထားပြီးတော့အရာကိုတစ်လုံးပါမယ်ပဒင်းပေါက်တွေအများကြီးပဲပါရှိပြီးတော့မာစာကမ်းရဲ့တိုင်းလမ်းမှာဆိုရင်ကျွန်းတကားကိုတက်ဆင်ပေးထားပြီးတော့ကျွေးပြားခင်းကျွေးပြားကတ်ပေးထားမယ်ရှာဝါပါမယ်တီးတန့်ပင်စင်ပါဝင်ပြီးတော့ဘိုးတိုင်းအိမ်သားအစ်တစ်လုံးကိုလည်းတက်ဆင်ပေးထားရဲဖြစ်ပါလိမ့်ရှင်ဒုတိယဆက်မှာဆိုရင်ကျုံးပါကြီးအသုံးပြုပေးထားပြီးတော့ကျုံးတကားကိုကတ်ဆင်ပေးထားတယ်ဖြစ်ပါတယ် အထက်တိုင်းမှာဝရဏာတွေထားပေးထားတယ်။မှန်တကားကိုအသုံးပြုပေးထားပြီးတော့ကျွေပြားတွေခင်းပေးထားမယ်။ဝရဏာလုံးဝကိုလက်ဇရီဆံပါတယ်။ဒီဘက်မိမဆိုရင်ចောင်းလေးလေးကိုအသုံးပြုပေးထားပဲဖြစ်ပါတယ်။ဝင်ပေါက်တကားကိုလည်းကျွန်းတကားအသုံးပြုပေးထားတယ်။ကျွန်းပအင်းတွေခင်းပေးထားပြီးတော့အခန်းတိုင်းကိုအုံနဲ့ဖွဲ့ပေးထားပဲဖြစ်ပါတယ်။ ဝင်ပေါက်စကားမှာလည်းကျွန်းတကားတွေတုံးပြပေးထားပြီးတော့ကျွန်းပအကြီးခင်းပေးထားမယ်အခန်းအတွင်းမှာ ਉਹ ပဲညနေချက်မီးစီးမီးဆိုင်တွေနဲ့အုံပြပေးထားပြီးတော့ဗရင်ပေါက်ပါမယ်အဲယောက်ကိုတစ်လုံးပါမယ်ကျုံးပငင်ခင်းမိထားပြီးတော့ညနေခက်မီးသီးမီးဆိုင်နေနဲ့အလှဆင်မိတာပြီးအဲယောင်တို့လုံးပါမယ်ဒီဘက်မှာရေချိုးကန်းအင်တာလေးပါပါသေးတယ် အထက်တိုင်းမှာဘရိတ်ကိုင်တက်ပေးထားပါတယ်အပေါ်ရက်ကိုလိုက်ပြပေးပါဦးမရှင်ရူးစလဟာဆိုရင်မိသားစုတွေပဲဖြစ်တငယ်ချင်းတွေပဲဖြစ်ကောင်းကောင်းချဲလို့ရတဲ့ area ကြီးရှိတာပေါ့နော်ခြေပြားတွေခင်းပေးထားပြီးတော့ solar လည်းပါမယ်ဘက်ထရီလည်းပါမယ်ဘင်းငင်းခံလို့လည်းရပါသေးတယ်ရှင်ဒီဘက်ဘေးဘက်မှာဆိုရင်တိုက်အမြင့်ကလုံးဝမရှိဘူးလမ်းမကြီးကိုပဲမြင်တွေ့ရမှာပဲဖြစ်ပါတယ်ရှင်စမ်းစမ်း view ကိုကြည့်ကြည့်လည်းကြည့်လို့ရပါသေးတယ်ရှင် ပေး2060ကိုမှသရိယာစီလုံးကြီးတိုင်းနဲ့မိတ်ဆက်ပေးရဖြစ်ပါတယ်။ရောင်းခေါ်ဈေးကတော့33800ကိုအထူးညီနိုင်ငံချပေးသွားမှာဖြစ်ပါတယ်။အမှတ်ပေါင်းခြင်းကတော့ခွန်ဖြစ်ပြီးတော့အလှဲတာဆိုရင်အရှိလှဲပဲဖြစ်ပါတယ်။တိုင်းနေတဲ့လူကြီးရှုခြင်းနဲ့ဝယ်ယူခြင်းနဲ့ဆွဲလူကြီးမင်းများအနေဖြင့်ရွှေစင်ရီရဲ့အစစ်ကိုဆက်သွယ်ပေးပါရှင့်။ရွှေစင်ကလူကြီးမင်းတို့စိတ်ထဲကလိုက်လံပြသပေးသွားမှာဖြစ်ပါတယ်ရှင့်။ဒီလိုအခမ်းပေါင်းများစွာကိုနောက်ရက်များမှာနောက်ချပေးသွားမှာမလို့ follow နေပြီးခဲ့ပါအောင်ရှင့်။ကျေးဇူးပါ။